ပါရှင်ကျမတို့ဝန်ဒီပါ DVV ရုံမြင့်တကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ MNDAA ထိန်းချုပ်နယ်မြေတွေမှာတရုတ်ဖုံးလိုင်းတွေတက်ဆင်ဖို့ပြင်ဆင်နေရလို့ဒေတာခန်ဒီစီကနေသိရပါဗျ။မေလ3ရက်နေ့ကလေးကတရုတ်ဖုံးလိုင်းကျိုးဆွဲနေတာတွေကိုတွေ့ရှိရပြီးတရုတ်ဖုံးသုံးဆဲသူတွေအနေနဲ့တရုတ်ငွေနဲ့ငွေဖြစ်ရတာကြောင့်မြန်မာဖုံးလိုင်းသုံးတာတက်ပို့ပြီးတော့ကုန်ကြနိုင်တယ်လို့ဆိုပါဗျ။ တရုတ်ဖုံကျိုးတွေဆွဲထားတာဖြစ်တဲ့အတွက်ကတ်တီရောင်းပေးမယ်ထင်ကြောင်းဒါပေမဲ့ဘယ်တော့ဝယ်လို့ရမလဲဆိုတာကိုတော့မသိသေးဘူးလို့မုံဘော်ဒေတာခန့်အမျိုးသမီးတယောက်ကပြောပါရယ်စင်ကတ်တစ်ခုကိုကြက်နှစ်တောင်းနဲ့တလစာ ဖုံးငွေဖြစ်ပါကတရုတ်ငွေယွမ်40ကနေဝယ်ဖြစ်လို့ရနေပြီလို့လည်းသိရပါရယ်ဒါအပြင်ကွမ်းလုံတိန်နီဘက်မှာတရုတ်ဖုံးလိုက်နေတုံးလို့ရနေပြီဖြစ်ပြီးတရုတ်ဖုံးလိုက်နေတက်ဆင်တာကြောင့်ကိုကန့် MNDA တက်ဖွဲ့တွေစီတည်င်းနေကောင်းကောင်းစီးစစ်နိုင်ဖို့ရည်ရွယ်လို့လည်းသိရှိရပါရဲ့ရှင် ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့ရင်းမြင်းနေခြေတက်ပွဲကိုတက်ရောက်ဖို့စစ်ကောင်းဆောင်နဲ့အတူရောက်ရှိနေတဲ့ဇနီးတော်ဂျူဂျူလာဟာရုရှားအမျိုးသမီးဖိုရန်ဥက္ကဋ္ဌဂါလီနာကာရယ်လိုဗာနဲ့တွေ့ဆုံခြင်းမှာနှစ်နိုင်ငံကြားအမျိုးသမီးရေးရာပူးပေါင်းရေးတွေဆွေးနွေးခဲ့တယ်လို့နျူကလ িয়ার နည်းပညာမှာအမျိုးသမီးတွေပူးပေါင်းရေးပါဆွေးနွေးခဲ့တယ်လို့ရုရှားဖက်ဒရယ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ ဆွေးနွေးမှုတွေထဲမှာနျူကလ িয়ার နှီးပညာပညာရေးစီးပွားရေးနဲ့ယဉ်ကျေးမှုကဏ္ဍတွေမှာပူးပေါင်းနိုင်ရေးအလားအလာတွေကိုဆွေးနွေးခဲ့ကြရတယ်လို့မေလ၈ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မြန်မာအမျိုးသမီးတွေကို BRICS နဲ့ Foreign Program တွေမှာပါဝင်ခွင့်ပေးမယ်လို့ရုရှားအမျိုးသမီး Foreign ဘက်ကပြောကြားခဲ့လို့သိရပါတယ်ရှင်။ အရာဝတီတိုင်းကံကြီးတောင်မြို့နယ်တကမြို့အုပ်ချုပ်ရေးမှုကစစ်မှုထမ်းအသက်ပြည့်မီသူတွေရှိတဲ့အိမ်တွေကိုငွေလိုက်လံကောက်ယူနေတာကြောင့်ဒေသခံတွေအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကနေသိရပါဗျ။မေလာရှင်းနေ့ကနေစတင်ပြီးစစ်ကောင်စီခန့်တကမြို့အုပ်ချုပ်ရေးမှုကြော်ကြော်ဟာအသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့နေအိမ်တွေကိုတအိမ်ကိုငွေကျပ်3,300အထိကောက်ယူနေတယ်လို့ဆိုပါရယ်။အုပ်ချုပ်ရေးမှုကမမမမပြောဆိုပြီးပတ်စံတောင်းယူနေရတယ်ဖြစ်ပြီးတော့ မပေးရင်ကိုယ့်ရဲ့သားသမီးတွေစစ်မှုတန်းစီးရင်ထဲမှာပါသွားမှာကိုကြောက်ရကြောင်းဒကမျိုးခံကလည်းပြောပါရယ်ဒကမျိုးအုတ်ချုပ်ရေးမှုကတော့စစ်မှုတန်းအကြောင်းပြပြီးရှေ့အပတ်စဉ်တွေကကောက်ယူထားတဲ့ငွေတွေကိုစစ်ကောင်စီတပ်ကိုခွဲပေးပြီးကြံငွေတွေကိုကိုကျိုးအတွက်အသုံးပြုပြီးစစ်မှုတန်းမိသားစုတွေနဲ့စစ်မှုတန်းလူငယ်တွေကိုမပေးဘူးလို့ဒေသခံတွေစီကနေသိရပါရယ်ရှင် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလျင်ကြီးကြောင့်ငလျင်ဘေးသင့်ခဲ့ရတဲ့နေရာတွေကိုပုံမှန်အတိုင်းသွာလာလဲပတ်နိုင်ပြီဖြစ်ပြီးခီးသွားတွေအတွက်ဘဝတူတာရနိုင်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနကမေလ10ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ငလျင်ဘေးသင့်ဒေသတွေမှာငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တာတွေကိုပြည်ရင်းပြည်ပခီးသွားတွေလေ့လာကြည့်ရှုပြီး ငလျင်ဘေးရည်နဲ့ပတ်သက်တဲ့ဗဟုသုတတွေရရှိစေနိုင်တယ်လို့ငလျင်ဘေးဒဏ်တဲ့တဲ့ဒေသကဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေကိုတစ်ဖက်တစ်လမ်းကနေအထောက်အကူပြုကဒေသခံတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းနဲ့ဝင်ငွေတွေတိုးပွားစေနိုင်တယ်လို့လည်းစစ်ကောင်စီရဲ့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနကဆိုထားပါတယ်။ပြည်ရင်းပြည်ပါခီးသွားတဲ့အနေနဲ့ငလျင်ဘေးဒဏ်တဲ့ဒေသတွေနဲ့မြန်မာနိုင်ငံရဲ့ခရီးသွားဆဲဆောင်ရနေရာတွေကိုပုံမှန်သွာလာလက်ပတ်နိုင်တယ်လို့စစ်ကောင်စီဟိုတယ်ခရီးကထုတ်ပြန်ထားပေမဲ့ ်လက်ရှိမှာတော့ဒေသခံတွေကနှောက်ဆက်တဲ့ငလီနေကြောင့်စိုးရိမ်စိတ်တွေနဲ့နေထိုင်နေရတာတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမစတင်နိုင်သေးတဲ့အခြေအနေတွေဖြစ်နေတော့မယ်ဖြစ်ပါရရှင်ဗမော်မျိုးတွေကနေတင်းရှောင်လာတဲ့ပြည်သူတွေကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ15ရောက်ထက်မနည်းသေဆုံးခဲ့လို့သိရှိရပါတယ်။ဟန်နာသတင်းပေးပို့ထားတာပါရှင်။ကချင်ပြည်နယ်ဗမော်မြို့ညောင်ပင်တရက်ကွက် တောင်လေးလုံးရိတ်တာမှာဆစ်ရှောင်းနေတဲ့ပြည်သူတွေဟာတိုက်ပွဲဖြစ်ပွားနေတဲ့မြို့တွင်းကနေမေလာရှိရဲ့နေမနက်ပိုင်းကထွက်ပြေးတင်းရှောင်းတုံးစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIA စီရင်ရင်းမြစ်ကပြောပါတယ်။ဖြေကုမငါရရှိနေတင်းရှောင်းဝါကိုရှေဧပြီ25ရက်ထိုးစစ်ပြန်စားတဲ့အချိန်မှာညောင်ပင်သာတောင်လေးလုံးဘုံကြီးကျောင်းမှာကပြည်သူ200ကျော်ရှိတယ်။တောင်လေးလုံးဘုံကြီးကျောင်းကိုတင်လိုက်နိုင်တဲ့အထက်မှာက အဲ့ဒီကစစ်ကောင်စီတပ်သားတချို့ဖမ်းမိတာတော့အကုန်ပို့လိုက်ပြီပြည်သူက200ကျော်မြို့မရွက်ကွက်တချို့အိမ်ဆောင်ကြံခဲ့တာနဲ့ဆိုရင် ပြည်သူ400ကျော်ရှိသွားတယ်ရှေ့ရနေ့ကမြို့ရဲကတင်းဆောင်မှုထွက်လာတဲ့အချိန်လုံခြုံတဲ့နေရာမှာခဏနားချိန်လေကြောင်းကနေဘုံလာကျဲတာဝါသာချက်မီဒီယိုလုံးမှန်းနဲ့တောင်းလုံးဖူးကြီးချုံပဲ့ပင်ဘုံကိုလည်းကောက်ရတဲ့ဗီဒီယိုပါ KIA ကလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ပြည်သူတွေကိုစစ်ကောင်စီကကယ်ထုတ်ခဲ့ရတဲ့ဆိုတဲ့ဗီဒီယိုဖိုင်တစ်ခု မိနာရှိရင်ညနေပိုင်းမှာလူမှုကွန်ရက်ဆာမျက်နှာမှာပေါ်ထွက်လာခဲ့တာပါ။ KNY ရှေ့တန်းတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရအဲ့ဒီဗီဒီယိုဖိုင်ဟာစစ်ကောင်စီကလေကြောင်းကနေဘုံလာမကျဲခင် drone နဲ့လာရောက်ဆောင်ကြည့်ချိန်မှာရိုက်ကူးထားတဲ့ရုပ်သံဖိုင်ဖြစ်ပြီးတိတ်ဆောင်လာတဲ့ပြည်သူတွေကိုစစ်ကောင်စီက drone ကနေကင်းထောက်ကရည်ရွယ်ချက်ရှိရှိနဲ့ဗမော်ရှက်ပြေးစိတ်ပတ်ဝန်းကျင်မှာလေကြောင်းတက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုကြောင့်တိတ်ဆောင်ပြည်သူ15ရောက်ချက်မနဲ့တိတ်ဆုံးခဲ့ပြီး တိရှိောင်ပြည်သူ389ယောက်ကတော့လုံခြုံတဲ့နေရာကိုရောက်ရှိနေပြီလို့ KIA စီရီတည်ရင်မြစ်ကပြောပါတယ်ဆန်ဒေဒရုံတမယူမူနာရှေဆန်ဒေကင်မနိုက်ချန်ကိုနာကင်ဆုံလပန်ဒုကကိုဘုံစတဲ့ခုံစကပက်လမ်းမနက်7:00နာရီလောက်မှာထွက်လာကြတာသူတို့ကဒရုန်းနဲ့လာကြည့်ပြီးတနာရီခွဲနဲ့3နာရီကြာမှာလေရင်နဲ့2ချိန်လာပစ်တယ်တခါပြင်းရင်ဘုံနှလုံးချပြီး7:00နာရီလည်းပစ်တယ်ဘုံလေးလုံးပစ်ချတဲ့အချိန်ပြည်သူတို့ချို့သေးတာရှိတယ် ညာတွင်ကျင်လုံကြုံတဲ့နေရာကိုရောက်သွားပါပြီ။စင်းထဲမှာပါတာက416ရဟုတ်တယ်။ထွက်လာတော့ကပေါ့လေရင်ဘုံကျဲတဲ့အချိန်မှာပြည်သူ15ရောက်လောက်ကတော့အတုံယုံလဲကြသွားတယ်။တချို့ကြကြောက်ပြီးတော့မျိုးတဲကိုပြန်ဝင်ပြေးကြတော့ပျောက်သွားကြတယ်။ဆယ်ရောက်လောက်တော့ရှိမထင်နဲ့။လုံကြုံတဲ့နေရာကိုရောက်သွားတာကအလုံးပေါင်း388ရဟုတ်တယ်။ဒီလိုရောယုံအဆုံး38ရှိစေကြပါ။ကျန်ဘူပေါင်းတာဟာဧပြီလ25ရက်နေ့မှာ ဗမော်မြို့ကကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ကောင်စီဘက်ကလည်းလီကျောင်းလက်နက်ကြီးဒရုန်းတွေနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဗမော်မြို့တိုင်းတိုက်ပွဲကိုပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကတည်းက KIA ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိအချိန်ထိဗမော်မြို့တိုင်းတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ဗမော်မြို့ကအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စက္ကခ23အနီးဝန်းကျင်ရှိ အမှတ်9336တန်ချက်ကတက်ရင်တင့်ကတက်ရင်အမြောက်တက်366နဲ့လေးစိတ်တို့ကို gain ပုံတက်ကဇန်နဝါရီလကနေဖေဖော်ဝါရီလနေ့ရက်နေ့အတွင်းတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်ကျမဟန္နာပါ DVV ရုံမြင့်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင် ကျမကတော့ဝမ်တီပါ